ရေချိုးရန်လိုအပ်၍ရေချိုးနေစဉ်အစိတ်ပိုင်းတစ်ခုခုမှအညစ်အကြေးထွက်လာလျင်အစမှပြန်ချိုးရမှာလားဆရာတို့မဟုတ်ပါကအညစ်အကြေးကိုစေးကြောလိုက်လျင်ကိုပိုင်လားဆရာဒီမေးထားတဲ့မေးခွန်းဟာရှင်းရှင်းလင်းလင်းမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့တော့အညစ်အကြေးဟာ ဘယ်လိုအညစ်အကြေးလဲဆိုတာကိုလည်းသူဟာမပြောပြထားဘူးဘယ်နေရာကနေပြီးတော့မှထွက်လာတဲ့အညစ်အကြေးလဲဆိုတာလည်းမတင်ပြထားဘူးဆိုတော့ဒီထက်တိတိကျကျသူမေးမှပဲအဖြေတိတိကျကျထွက်လာမှာဖြစ်အဖြေကမေးခွန်းပေါ်မှာမူတည်ပြီးတော့အပြောင်းလဲများစွာဖြစ်နိုင်တဲ့မေးခွန်းအမျိုးအစားတစ်ခုဖြစ်နေမေးခွန်းအရာဖြေရမယ်ဆိုရင်တော့သူကရေချိုးနေတဲ့အချိန်ခါမှာ ခန္ဓာကိုယ်တဏှာရာကနေအညစ်အကြေးထွက်လာတယ်။ဆိုရင်တဲ့သူကပလုတ်ချင်းမိွားပြီးနှာခေါင်းနဲ့ရေထက်ဆေးချင်းတွေပါဒီပြုတ်လုပြီးွားပြီးမှအညစ်အကြေးထွက်လာတယ်ဆိုရင်အဲ့ဒီအညစ်အကြေးတွေကိုပဲသူဟာစီးကြောပြီးတော့တကူလုံးနေရာလက်မကျန်ရေလောင်းချိုးလိုက်ပြီးဆိုရင်သူဟာရေချိုးချင်းပိုင်သွားမယ်တော့ရေထက်ပြီးတော့ချိုးစရာမလိုရေချိုးပြီးမှပဲသူကအညစ်အကြေးထွက်လာ ဥပမာတန်ရာတစ်ခုခုကြောင့်တွေးထွက်လာတယ်ဆိုရင်လည်းပဲရေချေရထချိုးဖို့မလိုအပ်တော့ပဲနဲ့တွေးကိုပဲသူဟာဆေးကြောလိုက်ရမှာဖြစ်တယ်အညစ်ကြေးထွက်တဲ့အတွက်ကြောင့်ရေချိုးခြင်းဝါခြင်းမဖြစ်ဘူးဒါကိုကျွန်တော်တို့သိထားရမယ်ဝူစုတာပြက်အဲ့တော့သူ့အနေနဲ့ဝူစုနဲ့သူကလောက်ရမယ်အဘဒတ်တွေပါရှိတယ်ဆိုရင်ဝူစုပြန်လောက်ရမှာဖြစ်တယ်ဒါအခုကျွန်တော်တင်ပြခဲ့လိုက်တဲ့ဒီမဆာလာတွေကတော့ဟလာအမျိုးသမီးရဲ့ မိမကိုမထွက်လာတဲ့ယတိသွေးအမျိုးသားရဲ့အင်္ဂါမထွက်လာတဲ့ကာလရည်ကြီးလို့မပေါ့ဘူးအဲ့ဒီအညစ်ကြေးကိုတင်ပြတဲ့အညစ်ကြေးတွေမှာအဲ့ဒီလိုအညစ်ကြေးမျိုးတွေဖြစ်သွားရင်တော့မဆလာရဲ့အဖြေကတမျိုးတစ်ပုံကြောင်းလဲသွားမှာဖြစ်တဲ့ဒီအတွက်ကြောင့်မိကိုမေးတဲ့သူဒီနဲ့မိကိုမေးတဲ့သူအနေနဲ့ကဒီထက်ပြည့်ပြည့်စုံစုံမင်းမြန်တင်ကြောင်းအကြံပြုတင်ပြပါ